ငယ်ကြီးတန်းစီပေါ့နော်အဲ့တော့နှစ်ခန်းနဲ့ရတန်းစီကတ냐အသက်တည်တော်ထွက်နေသေးရပဲဘာလို့ငါတို့ငယ်ကြီးတမမှာလာပြောရတာလဲပေါ့မထွက်ဟိုပြန်ဝင်ပြေးနိုင်ဟိုတို့တွေကခေါ်သွားတယ်ပေါ့နော်တို့ဆန့်ကျင်ပြီးခေါ်သွားတယ်ပေါ့အဲ့ချိန်မှာတန်းစီတန်းစီကလည်းညှိုးရင်းပြီးမာယာတွေကလည်းအဲ့ချိန်မှာညှိုးရင်းနေပြီးကိုယ်ပေါ့နော်အဲ့ဒီကမကြည့်တော့ဘူးတို့ကအဲ့ဒီပြဿနာရှာဖို့အတွက်တို့မိခွေထောင်းပြဿနာမိခွေထောင်းရှာဖို့အတွက်ကိုတို့ကမိခွေအစဉ်းစားနေပြီးပေါ့နော်ပြဿနာအားလုံးပဲတာလီဆိုပါကိုရှင်နဲ့မရှင်နဲ့ယူရှာနဲ့ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ကြိုဆိုလင်းလို့ခေါ်ပါတယ်ခင်ဗျာ ုတ်ကဲ့မင်္ဂလာပါရှင်တမိနိုင်ပဲရှင်းတယ်မှာဟုတ်ကဲ့ဒီတော့ဒီကျွန်တော်တို့ရဲ့ဒီ YouTube channel လေးဟာနေပြီးတော့ဗောနော်ဒီအချင်းထောင်တွင်းလူအခွင့်ရရှိုးပေါက်ခံရမှုတွေညှင်းပတ်နှိုက်ဆက်ခံရမှုတွေကိုကျွန်တော်တင်ပြဖို့အတွက်အပေါ်ပေါ်ဒီတင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီကျွန်တော်တို့အနေနဲ့ဒီဗောနော်ဒီ machine နိုင်ရဗောနော်ဒီအချင်းထောင်တွင်းဒီအသက်ဆက်ရှင်နဲ့အွေ machine နိုင်အချင်းထောင်တွင်းညှင်းပတ်နှိုက်ဆက်ခံရမှုတွေကိုအဲကျွန်တော်တို့ဒီနေ့ဒီကရက်တင်ပြတော့မှာဖြစ်တဲ့တွေ့ကြုံမို့လို့ machine အနေနဲ့ဒီအချင်းထောင်တွင်းမှာဘယ်လိုရင်ဆိုင်ဖြတ်တန်းခဲ့ရတယ်ဆိုတာကိုခဏလောက်ပြည်သူလူထုသိအောင်ရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့ဟုတ်ရဲစခန်းနေပြောပါတော့အဲ့ထောင်းကိုပို့တဲ့နေရာမှာပေါ့နော်ထောင်းကိုထောင်းထဲကိုရောက်ပြီထောင်းထဲရောက်ပြီဆိုရင်ကပေါ့နော်ဟိုရှာဖွေးဆိုတာရှိတယ်ထောင်းထဲပေါ့နော် asset တဲ့ပစ္စည်းတွေပါလာမလားထောင်းထဲမှာ asset တဲ့ပစ္စည်းတွေပါလာမလားပေါ့နော်ဟိုသူတို့တိမ့်တင်တာတိမ့်ဖို့အတွက်ပေါ့နော်အဲထောင်းမှာဆိုရင်ပေါ့နော်အနေရောင်ဝက်ကောက်ဒါမျိုးတွေပေါ့နော်အဲ့လိုစစ်ဖို့အတွက်ကိုသူရှာဖွေးလောက်တယ်အဲထောင်းထဲဝင်ပြီဆိုရင်ကမိမဆောင်မိမဆောင်မှာပေါ့နော်မိမဆောင်နေစဝင်ပြီဆိုရင်အဲထောင်းဝင်တန်းနေပေါ့နော်ထောင်းဝင်တန်းနေရရှာဖွေးရေးစင်တယ် ခြောက်ပေးစင်မယ်အဲ့တော့သူရှိသူတို့ရှိမှာထုတ်တင်မှန်းသားအကောင်လုံးကိုဖြေးရတယ်ပေါ့နော်သူတို့တည်းထုတ်တင်မှန်းသားများပေါ့နော်အကောင်ပွာစလောင်းလိုင်အောင်လို့ရှားရဲပေါ့နော်ရှားတဲ့အချိန်မှာအဲရှင်းနှမ်းမှာပါသွားတာပေါ့နော်ဟိုအနဲ့ရောင်အေးရင်ဖူတီပေါ့နော်အဲ့လိုပါသွားတော့အဲ့အချိန်ကအေးရရာတီပေါ့နော်အဲ့ဖူတီအနဲ့ရောင်သူမသွင်းတော့မသွင်းခင်မပေးဘူးပေါ့နော်နောက်ပြီးတော့ အသွင်ငယ်မပေးဘူးသူတို့တိမ့်လိုက်တယ်တခါတည်းဒါအဲ့လိုအဖက်ကိုလွှတ်ပစ်လိုက်တယ်ပေါ့နော်ဒါဒါကိုတိမ့်လိုက်ဒါကိုတိမ့်လိုက်အဲ့လိုမျိုးပေါ့နောက်ပြီးတော့ခါတူနေလို့ပေါ့နော်အဲ့အဖြူရောင်တစ်ထည်ကခါတူနေလို့ဆိုပြီးတော့အဲ့တစ်ထည်လည်းတိမ့်နေအဲ့လိုတပတ်ဆိုလည်းရှည်လို့အထူလို့ပေါ့နော်ပြီးတော့ဆောင်းလို့လည်းအဲ့လိုပဲအထူကြီးဖြစ်နေလို့ဆိုပြီးတော့အဲ့ဆောင်းတစ်ထည်လည်းပဲသုံးတယ်ဟိုနောက်ထပ်တစ်ထည်မပေးနိုင်တော့ဘူးတဲ့အော်တော့တောင်မှာတက်မှတ်ထားတာကဆောင်းကသုံးတယ်ပေါ့နော် သုံးတယ်ဆောင်းအပါသုံးတယ်ဒါကိုရှင်နေပါဝါလာကအေးတရာစီဖြစ်တဲ့အတွက် ဘောနော်ဆောင်းအထူတထဲပါသွားတာဗောနော်ဆောင်းအထူတထဲတဲ့ထူနေတော့ဗောနော်ဟိုဆောင်းအထူတထဲပဲပေးမယ်ဗောနောက်ထပ်ဆောင်းနောက်ထပ်ထပ်မပေးနိုင်တော့ဘောနော်ဘလို့အဆင်ပြေမှာဗောနော်ဟိုအာထောင်ကြတာဟိုသူကအေးရရာကြီးမှာဗောနော်တထဲတဲ့ကိုဘလို့ခေါင်းအောင်ပြီဘလို့ခြုံပြီဘလို့အိတ်ကမှလည်းဗောနော်ဆောင်းတထဲတဲ့နဲ့အဆင်မပြေဘူးလေအဲဆောင်းတထဲပဲပေးတယ်အဲ့မှာလည်းစပြီးရောဗောနော်ဟိုပြဿနာစပြီးအဲအဘိရောအဲအဝိစားပတ်အဝိစားပတ်တက်ပြီးရောလေအများကြီးပါမလားဦးလေအများကြီးပါမလားလဲဟာသူကတိမ့်သွားတာတယ်ဟိုကတော့ရှိတယ် 2000 300လောက်ရှိရဲဆိုတော့ပါသွားတဲ့အဝယ်စားက2ထည်လောက်ပဲ2ဆောင်လောက်ပဲကျန်တော့တယ်2ဆောင်လောက်နဲ့အထောင်မှာဘဲဖို့စားဖို့ဆိုတော့လုံးဝအဆင်မပြေတော့ဘူးလေသူတို့ကလည်းဘာအဆင်မပြေတာမရှိဘူးလေအဲ့ဒီကလည်းလွတ်စပဲဖြစ်လာပြီအဲ့ရနေပြီးတော့ဟိုအခန်း၃ခန်းမှနေရမယ်တဲ့ကိုဗစ်စစ်ထားတာဖြစ်တဲ့တဲ့ပေါ့နော်ဟို9ရက်တိတိတည်းအပြင်မထွက်ကြဘူးပေါ့နော်ဟိုဒီ၃ခန်းထဲမှာပဲနေရမယ်အဲအပြင်ကလူတွေလည်းစကားမပြောရဘူးစလာတယ်ဒရမိုတွေလာပြီဒါပေမဲ့ကိုဗစ်ကအဲ့ချိန်မှာပြောင်းနေပြီပေါ့နော်တမင်တကာသူတို့ဟိုပြဿနာချခြင်းလားတော့မသိဘူးပေါ့နော်နိုင်ငံရေးမှုဖြစ်နေတော့ပေါ့ အဲ့အချိန်မှာသုံးခန်းနဲ့ကိုပို့လိုက်တယ်သုံးခန်းတော့မင်းမဲဆောင်မှာအခန်း1 2 3ဆိုတာရှိတယ်အခန်းသုံးခန်းကိုပို့လိုက်တယ်အဲ့အခန်းသုံးခန်းမှာက15ယောက်ပဲရှိရပါတော့နော်တန်းစီချုပ်တယောက်တန်းစီတယောက်ရှိရပါတော့အဲတန်းစီနာမည်ကတော့မုံမိုးလို့ခေါ်တယ်တန်းစီတယောက်ရှိရနောက်ပြီးတော့အဲ့သူတို့ရဖျားရှိခိုးနေတဲ့အချိန်မှာရောက်သွားတာအဲဖျားရှိခိုးလဲပြီးလဲပြီးတော့တန်းစီကခေါ်တယ်အဲချင်းနှန်းဝင်းမောင်လားချင်းနှန်းမောင်လာခဲ့ပါအောင်ပေါ့နော်အဲခေါ်ပြီးတော့သူမိတ်ဆက်တယ်ပေါ့နော်တရားကြမိတ်ဆက်ပြီးတော့တန်းစီကဘာမှမလဲပေါ့ ဘာမို့လဲတော့ပညာပြချင်တော့ပေါ့နော်ဟိုရရချင်းဘာလို့ဘာလို့ပြောရမလဲခေါင်းမထောင်ရဲအောင်ပေါ့နော်ခေါင်းငုံနေအောင်လို့အဲ့လိုပညာပြချင်တာရောက်တရားပေါ့တန်းစီရသူ့ရှိလာခဲ့ပေါ့နော်နောက်ပြီးပုံစံထိုင်နေနေပါတယ်သင်ပေးတယ် ုံစံဟန်လေးတွေလောက်ပြခိုင်းတယ်အဲအဲ့လောက်ကြီးမလို့ပေါ့နော်အခုနောက်ပိုင်းဆိုရင်ဘယ်သူမှမလို့ကြတော့ပေါ့နော်အဲ့လိုမျိုးတွေဒါပေမဲ့သူမျိုးသူမျိုးတို့တော့ရောက်သွားကြစားတော့ဒါပေမဲ့ငါနိုင်ငံရေးမှုဆိုတော့ပေါ့နော်ဟိုလို free nation တဲ့ပုံစံမျိုးပေါ့ဟိုပုံစံထိုင်လေးတွေတင်တယ်နောက်ပြီးတော့အဲဘယ်လိုနေရမလဲထောင်မှာအလုံးမဒူပိုင်းအလုံးလောက်ကြတယ်နော်အဲအလုံးမရှိရသူမရှိဘူးထောင်မှာဒူပိုင်းအလုံးလောက်ကြတယ်ဘယ်သူဖြစ်ဖြစ်အလုံးလောက်ကြတယ်ရောက်တဲ့သူမှန်တယ်များအလုံးလောက်ကြတယ်တထေးတဲ့လောက်ကြတယ်စင်းရတဲ့လောက်တွေလောက်ကြတယ်ဘယ်လိုလိုမျိုးလာလားအလုံးအလုံးရှိရမလဲဒူပိုင်းမှာအလုံးရှိရမလဲအဲအဲ့လိုမျိုးပေါ့ အဲ့ဟာကိုဘာလုပ်နိုင်လဲဆိုတာစဉ်းစားထားနော်ဒိုင်းပိုးတွေပေါ့နော်ရောက်တယ်အဲ့လိုမျိုးပြောတယ်ပေါ့ကိုကရောက်တော့ကတော့ထောင်ကြောင်းလည်းမသိဘူးဟိုဘိုးသူတာလည်းမရှိဘူးလေအဲ့အဲ့နဲ့ပတ်သက်ပြီးနားလဲနားလဲမလဲတော့အဲ့ချိန်မှာတော့ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့အဲ့ချိန်မှာတော့အဆင်ပြေသေးရထားတန်းစီနေလေဟိုနောက်ကြာတဲ့အချိန်နောက်ကြာတဲ့အချိန်မှာနှစ်ရက်သုံးရက်လောက်ကြာတဲ့အချိန်မှာကိုက ပြည့်အထဲမှာနေရတာနည်းနည်းမွန်းကြတော့ခေါင်းလဲလျှော်ပြီးသားကလျှော်ပြီးသားခါသားပေါ့နော်လျှော်ပြီးခါသားမှာအပြင်ထွက်ပြီးရောပေါ့နော်ခါနေတိုင်းရှင်လို့ခေါင်းခေါင်းဟိုအေးနေတဲ့ချိန်ဆိုတာလေနေပူစားလောင်ရှင်လို့ဆိုပြီးရောပေါ့နော်အဲ့သူတို့ရဲ့သုံးခန်းအရှိမှာတောင်ရွက်တသေးလေးရှိရယ်အဲ့တောင်ရွက်တောင်ရွက်တသေးလေးမှာသားခဏထိုင်နေရယ်ပေါ့နော်ထိုင်ပြီးရောအဲ့ခေါင်းရေဆိုးနေလို့ဆိုပြီးရောထိုင်နေတဲ့ချိန်မှာပေါ့နိုင်ငံရေးတမအမတွေရပေါ့နော်ဟိုလာပြီးကိုအားပေးတာပေါ့အရှိမှာသူတို့သုံးခန်းနဲ့ဘေးချင်းရှင်အကနှစ်ခန်းကနိုင်ငံရေးတမတွေပဲတည်တံ့နေတဲ့အခန်းပေါ့နော်ဟို အရင်တော့ကပေါ့နော်ထောင်ပိုင်ထောင်ဆိုပြီးတော့နိုင်ငံရေးသမားတွေတည်တက်နေဖို့အတွက်တောင်းဆိုထားတဲ့အခန်းပေါ့အဲအဲ့ဒီခန်းမှာနိုင်ငံရေးသမားအမတွေအန်တီတွေရောရရှိတယ်အဲသူတို့တွေကတော့လာပြီးတော့ချင်းနဲ့အားပေးရပါပေါ့နော် ဟိုတမီဘောင်းကအားမငယ်နဲ့တို့ကပြန်တော့မှာပဲဟိုရာသုံးနှစ်နဲ့ကြာတာပဲသုံးနှစ်ပဲကြာမှာဘန်းပြဖို့900ငါးကားကြီးပဲပါအဆင်ပြေပါတယ်အနီတို့ဆိုပဲနှစ်နှစ်တောင်ကြာတာအဒီတက်မှာဆက်ကြမကြာနဲ့နော်အနီတို့ရှိတယ်စားဖို့စားဖို့တောက်ဖို့ပါလားဒါမှမဟုတ်တော့လာပြီးတော့မိတ်ဆက်ပြီးတော့ဗောနော်တို့ကိုတို့မိတ်ဆက်တယ်အားပေးတယ်ဗောနော်အပြင်မှာဗာတင်းအခြေအနေတွေကြာလဲဗောနော်အနီတို့လည်းအာစိတ်ကြကြရဲ့အခါကျရင်ဟိုတင်းလေးပါကြာကျင်တာဗောအဲ့လိုတကားကြီးကိုရီပြောနေဝိုင်းစုပြောနေတဲ့အချိန်မှာဗောနော်ဟိုဆရာမတွေဗောနော်ဆရာမတွေကလည်း နိုင်ငံရေးသမားတွေနဲ့အဲ့လိုဝိုင်းဖွဲ့ထိုင်ပြီးတကားပြောတာမကြိုက်ဘူးပေါ့နော်ဟိုလူစုခွဲကျင်တာလူစုခွဲကျင်တာဆိုတော့လေဘာတွေတော့နေရလဲအဲ့နင်ကအခုမှအစ်စ်လေ3 3ရက်ပဲရှိသေးရဲ့ဘာဖြစ်လို့အပြင်ထွက်လာတာလဲ9ရက်ပြမှထွက်ရမှာနားမလည်ဘူးလားပေါ့အဲ့အဲ့ပြန်ပြီးတော့အထဲကိုဝင်ခိုင်းနေပေါ့နော်အဲ့အဲ့ချိန်မှာနိုင်ငံရေးသမားတွေကပေါ့နော်တန်းစီနိုင်ငံရေးတန်းစီပေါ့နော်အဲ့နှစ်ခန်းနေရတန်းစီကအဲ့ဘာလဲတော့ကိုဗစ်လက်ပြောက်သွားပြီပဲတ냐အသက်တွေတောင်ထွက်နေသေးရပဲဘာလို့ငါတို့နိုင်ငံရေးသမားမှလာပြောရတာလဲပေါ့အဲမထွက်ဟိုပြန်ဝင်ပေးနိုင်ဘူးဆိုပြီးတော့တမီးကိုသူတို့ခေါ်သွား ခေါ်သွားတော့အဲ့မှာအဲ့တော့ထမင်းနဲ့ထမင်းနဲ့ထိုးပဲထောင်းထဲမှာလုပ်နေရပါတော့။အဲအဲ့ကိုခေါ်သွားတော့မှအကြည့်မလား။ညရောင်ထွက်နေတဲ့ဟာကိုဒီကလေးက တို့လည်းအပြင်ထွက်ချင်မှာပဲပေါ့အထက်မှာနေစရာလားပေါ့ထောင်ရောက်တဲ့ဟာအစိတ်ဖြစ်သွားပြီဟာဟိုနဲ့တို့တွေကခေါ်သွားတယ်ပေါ့နော်တို့ဆန့်ကျင်ပြီးခေါ်သွားတယ်ပေါ့အဲ့ချိန်မှာအဲတန်းစီအဲ့နှစ်သုံးခန်းနဲ့ကတန်းစီကလည်းညှိုးရင်းပြီးအဲတောင်သုံးခန်းနဲ့မှာရှိရဲပေါ့နော်နှိုက်ပြီးတော့ပြောဆိုနေရတဲ့ဘာယာရှိတယ်ဘာယာတွေကလည်းအချိန်မှာညှိုးရင်းနေပြီးကိုယ်ပေါ့နော်အဲ့တွေကမကြည့်တော့ဘူးတို့ကအဲ့ဒီပြဿနာရှာဖို့အတွက်တို့မိခွေထုံပြဿနာမိခွေထုံရှာဖို့အတွက်ကိုတို့ကမိခွန်းအဲစဉ်းစားနေပြီးပေါ့နော်ပြဿနာကိုဟုတ်ပြီပြအဲ့တော့ဒီပေါ့နော်ဒါကနေပြီးတော့အချင်းထောင်တွင်းမှာ လက်ရှိနေပြီးတော့ဒီဘုံတော့ဒီကျွန်တော်တို့အချင်းဒီနိုင်ငံရဲ့အချင်းသားတွေကိုအာတိသဘုံတော့ဒီထားတာမျိုးမဟုတ်ပဲနဲ့တခြားအချင်းသူအချင်းသားတွေနဲ့ယူနိုဘီထားတဲ့အတွက်ဒီပြဿနာဟာဖြစ်လာတာဖြစ်တယ်ဗောနော်ဒီတော့လက်ရှိနေပြီးတော့မရှင်းနေဟန်ဒါနေပြီးတော့ဒီအချင်းထောင်ဒဲကနေပြီးတော့တခြားအမှုတွေတခြားအမှုနဲ့ထောင်ကျနေတဲ့ဒီလက်ရှိနေပြီးတော့အမျိုးသမီးတွေအဲဒီသူတို့ကဘာလို့ဆိုထောင်ပိုင်နေနဲ့ပေါင်းမယ်ထောင်မှုတွေနဲ့ပေါင်းမယ်ထောင်ဝန်ထမ်းနေနဲ့ပေါင်းပြီးတော့ဒါ လက်ရှိရောက်လာတဲ့ထောင်ထဲကိုရောက်လာတဲ့လူသက်တိုင်းလူသက်တိုင်းကိုနှိုက်ကွနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီကျွန်တော်နောက်ထပ်နေမေခွန်းတစ်ခုမေ့ချင်တာကဘယ်လိုမျိုးနောက်ထပ်နှိုက်ကွတာမျိုးရှိသေးလဲထောင်ထဲမှာ ထောင်ထဲမှာပေါ့နော်နိုင်ငံရေးသမားတွေနဲ့ပေါင်းရင်ပေါ့နော်ဟိုအချိုးမရဘူးလို့လေရှော့ရမရဘူးလို့ဒါမျိုးသူတို့တွေကနားနားသွင်းထားတယ်ပေါ့နော်မပြောရမယ်ဆိုရင်ဒီအပြင်မှာဆိုရင်ပေါ့နော်မှိုင်းတိုက်ထားတယ်ပေါ့ဒီစကားတွေနဲ့မှိုင်းတိုက်ထားတာသူတို့ကလည်းဒီလိုယုံနေပေါ့နော်မသိရသူကြတော့လည်းအဲနိုင်ငံရေးသမားတွေနဲ့ပေါင်းရင်ရှော့ရမရဘူးအဲနောက်ပြီးတော့သူတို့တွေနဲ့အဲ့လိုမျိုးသူတို့လောက်တဲ့အမှုတွေလိုက်လုပ်တယ်သူတို့အလုံးမလုပ်ဘူးအဲ့လိုမျိုးတွေလိုက်ပြောမယ်ဆိုရင်ပေါ့နော်ရှော့ရမပေးဘူးထောင်ပိုင်းကြီးကအဲဒါမျိုးတွေပေါ့နော်အဲ့လိုထောင်ချောင်းလေးပို့ခံရမယ်ဒါမျိုးတွေချင်းချောက်ထားတာဆိုတော့သူတို့တုံးနေအောင်ပေါ့နော်နိုင်ငံရေးသမားတွေတို့လိုက်မနေရဘူးမပြောရဲဘူးမစိုးရဲဘူးပေါ့ နော်အဲငိုင်းသမိုင်းဒါရီဂိမ်းမဆိုင်ဘူးလေဘာလို့လဲဆိုတော့တို့ကဟိုသူတို့လူငယ်ကြီးပြီးမှပြန်ရတဲ့သူတွေမဟုတ်ဘူးလေဟိုနိုင်ငံကြီးလုံးဝပြီးမှပြန်ရမဲ့သူတွေဖြစ်တဲ့အတွက်ဒါရှော့ရက်တွေရှော့ရက်တွေလူငယ်ကြီးတွေတက်တာခွင့်တွေအဲ့ဒါတွေဘာမှကိစ္စရမှာမဟုတ်ဘူးသူတို့အထက်မှာအစဉ်ပြေရေးအတွက်ဟိုပြောရဲဆိုရဲအောင်နေမယ်အထက်မှာပြေးတိုင်းတောင်လိုပဲပေါ့နော်ထောင်ထောင်ထောင်နဲ့နေကြမှာပဲဟိုဘယ်သူမှလာမပြောရဲအောင်ခေါင်းကမခံခေါင်းကမခံအောင်နေမှာပဲနေသူတို့ကတော့ ဟုတ်ပြီဒါဗာလဲဆိုတော့ဒီကျွန်တော်တို့ဒီလက်ရှိထောင်ထဲမှာအကျဉ်းထောင်ထဲမှာကျွန်တော်ကိုယ်တိုင်လည်းအကျဉ်းထောင်ထဲမှာနေခဲ့ရတယ်အဲကျွန်တော်ဆိုလို့ရှိရင်ဒါဒီဇန်နဝါရီလ၄ရက်နေ့ကနေကျွန်တော်ပြန်လာတာလေဟုတ်ကဲ့အဲ့တော့မရှင်နာနဲ့ကျွန်တော်ဆိုတော့3လလောက်ပဲကြွားရပေါ့နော်ဂျာ3လလောက်ပဲကျွန်တော်တို့ကြွားကြရတယ်အဲကျွန်တော်ဆိုလို့တော့ထောင်ထဲမှာဒါအာနေထိုင်ခဲ့တော့ကလည်းဒီပုံစံမျိုးပဲကျွန်တော်နေထိုင်ခဲ့ရတယ်ပေါ့နော်ဒီကျွန်တော်တို့ဗာလဲဆိုတော့ကဒီတိတ်ပွေးဟာငါတို့နိုင်မဒီအပြင်ကလူတွေနိုင်မငါတို့လွတ်မယ်ဆိုတော့ခံစားခြင်းမျိုးကျွန်တော်တို့မှာရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမဲအွန်လိုင်းပေးတဲ့ show ရတယ်မဲအွန်လိုင်းပေးတဲ့ ဒီလွတ်ညိမ့်တွေကိုကျွန်တော်မမျိုးကိုဘူးကျွန်တော်စိတ်ထဲမှာကျွန်တော်နှလုံးသားထဲမှာကိန်းဝင်နေတာကငါတို့ဒီပွဲနိုင်ကိုနိုင်မယ်ပြီးတော့ငါတို့အပြင်ကလူတွေကလည်းနိုင်ဖို့အတွက်စ조사နေကြတယ်လို့ကျွန်တော်အထက်ကလူတွေကလည်းဒီနိုင်မယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာလို့အရာရာအားလုံးကိုရင်ဆိုင်ရတဲ့တွန်းလှန်ရတဲ့တတ်တည်တယ်ပေါ့ဒါ မရှင်နန်တို့ရဲ့ဒီအကျဉ်းဆောင်တက်ကအကျဉ်းသူလေးတွေတာကျွန်တော်တာအရန်လေးစားပါတယ်ဂုံလေးယူပါတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီဆက်လိုက်ပြီးတော့ပေါ့နော်ဒီသူတို့ကနေပြီးတော့ဒီထောက်ထဲမှာနေပြီးတော့အဘာဘလိုပုံစံမျိုးနဲ့ဆက်ပြီးတော့ပေါ့နော်နှိုက်ကော့တာမျိုးကြုံခဲ့ရလေပေါ့နော်အဲ့ဒါလေးအကျဉ်းချုပ်လို့နည်းနည်းပြောပြစေချင်တယ် ်ပြောမယ်ဆိုရင်ဆုံးကတန်းသုံးခန်းတန်းစီရနေစပြောမှာပေါ့နော်အဲသုံးခန်းတန်းစီရအဲ့ချိန်မှာကိုမကြည့်တော့ဘူးလေနိုင်ငံသမားတွေနဲ့လည်းစရောက်တရားပေါင်းနေရပေါ့နော်သူတို့ပြောတာလေးနဲ့နားထောင်နေရဆိုတော့ तू မကြည့်တော့ဘူးမကြည့်တော့အဲညဘက်မှာပေါ့နော်ဟိုအဲ့ချိန်မှာစနေမှာကစောင့်တထဲတဲ့ဖြစ်တဲ့အတွက်ပေါ့နော်စောင့်နောက်ထပ်တထဲယူရရဖို့အတွက်ကိုပေါ့နော်အဲ့အရာရှိအနှစ်ပွင့်ဟောပေါ့နော်သွားပြီးတင်ပြရတယ်ဒါပေမဲ့အရာရှိကဖွင့်ပြလိုက်တယ်ပေါ့နော်အဲဒါပေမဲ့ အဲ့ထောင်မှာထုံးစံရပါတော့ဘာယာဘာယာနေဘာယာကိုတစင်ပြောရတယ်ဘာယာကိုအရင်သူကနေဘာယာကိုတစင်ပြောရတယ်ဘာယာမှာတစင်တန်းစီကိုပြောရတယ်တန်းစီကတစင်အရာရှိကိုသတင်းပို့ရတယ်အဲ့ဒါမှာကိုကဘယ်လိုပြောမလဲဟိုကြော်ပြီးတော့ပေါ့နော်ကိုကလည်းအရာရှိကိုပဲသတင်းတန်းပို့ရမယ်လို့ထင်လို့ပေါ့နော်တန်းပြီးသွားပြီးတင်ပြလိုက်တာပေါ့နော်အဲ့ချိန်မှာတန်းစီပြဿနာရှာပြီးအဲသူ့ကိုအရင်မပြောဘဲနဲ့ဘာဖြစ်လို့အဲအရာရှိကိုတန်းပြီးသွားပြီးတော့ ဓာတ်ရကြီးတော့ပြောလိုက်တာလဲငါအတုံးဝင်မူလားငါ့ကိုမင်းကလိုးလိုးမထင်ရလားပေါ့နော်ဒါပေမဲ့ငါ့ကိုဘယ်လိုရမလဲအေးမပါဘူးလို့ထင်တာလားဓာတ်မိုးတွေတဒနာရှားလာပြီပေါ့နော်အဲ့ညမှာပေါ့နော်အဲ့အချိန်မှာသူကဇာတ်တိုက်ကြီး positive positive နဲ့ပြောနေရောလဲအဲ့ရှင်းနေလဲမခံနိုင်တော့ဘူးပေါ့ခံနေတော့ဟိုအမအဲ့မအန်တီအန်တီအန်တီကိုမင်းကြီးက ပြောတာမဟုတ်ဘူးတမီးကအခုမှအစ်စ်လေဘလို့ဒီမှာလဲတမီးကတန်းပြောအဲအရာရှိကိုပြောရတယ်ပဲထင်တာပေါ့အရာရှိပြောရတယ်ပဲထင်လို့အရာရှိတန်းပြောလိုက်တာပေါ့နော်အဲ့ချိန်မှာရှင်းတမ်းမှာလဲဆောင်းကတထဲထဲပါတော့ပါသွားတာဖြစ်တဲ့အတွက်အဆင်မပြေဘူးလေအန်ဒီရဲ့ဘာညာလို့မျိုးပေါ့နော်အဲအဲ့ညာတန်းစီနိုင်တဲ့ဇကားမြတ်သွားတယ်ပေါ့နော်ဟုတ်အဲ့ဒီမှာပေါ့နော်တန်းစီကလည်းကိုယ်အမြင်ကက်နေပြီဆိုတော့လေသူအခန်းမှာမထားကျင်တော့ဘူးသူအခန်းမှာပြောရမယ်ဆိုရင် သူပြောလို့ဆိုလို့ရမယ်သူသူပြောရင်ခေါင်းဝခံမယ်သူပေါ့နော်အဲ့လိုမျိုးပဲသူခန်းထဲမှာထားတယ်ပေါ့နော်ဟိုသူခိုင်းမှာပေါ့နော်ဟိုနှိပ်ပေးပါဦးပြောကော်ဖီတော်တော်တိုက်ပါလားဘာမုံလေးကျွေးပါလားအဲ့လိုပြောတဲ့အချိန်မှာဟိုကျွေးမယ်သူအဆင်ပြေမယ်သူနဲ့ပြောသူနဲ့ဘယ်လိုပြောမှာတဟဆာတာတဲ့မယ်သူပေါ့နော်ဒါမျိုးပဲသူထားချင်တာလေအဲကိုရီလိုအဲ့လိုမျိုးစသတိမခံစွာဒိတ်လန်အဲ့လိုဖြစ်နေတဲ့သူတွေသူမထားချင်တော့မထားချင်တော့သူအပေါ်ဓာတ်ကိုပေါ့နော်အခန်းပြောင်းပြီးပို့လောက်တယ်အဲအဲ့နောက်နေ့မနေ့ပဲပေါ့နော်သူတိရောက်တယ်ဆိုတော့အကြောင်းပြချက်နဲ့အဲချင်းနှန်းကိုပေါ့နော်ဟိုအခန်းတစ်ကိုပြောင်းလိုက်တယ်ပေါ့နော်အဲချင်းနှန်း ဲ့လည်းသူတို့ခန်းမှာမနေချင်အခန်းတစ်ပြောင်းလဲဘာမှဖြစ်ဘူးပေါ့နော်အခန်းတစ်မှာကျတော့နိုင်ငံရေးသမားတွေရောအမှုဆောင်ပေါ့နော်တန်တဲ့လူရဲမှုတွေခိုးမှုတွေအဲလူတက်မှုတွေစိတ်မှုတွေမျိုးစုံပါရဲပေါ့နော်အဲ့အခန်းရောက်သွားတယ်ဟုတ်အဲ့အချိန်မှာအဲ့အချိန်မှာပဲပေါ့နော်အပေါ်မှာအပေါ်တန်းတန်းစီနဲ့အဲတန်းစီကတော့စားရအောင်ရှင်တော့အဆင်ပြေပါတယ်ဟုတ်ဟုတ် ကိုရှင်းတို့နေခဲ့ရတဲ့ထောင်ရဲ့အခြေအနေတွေရအများသိအောင်လို့အဲနည်းနည်းလေးပြပြပေးလို့ရမလား။ဟာဥပမာဆိုပါဆိုပေါ့နော်။ဟိုနေရတဲ့အဆောင်ပေါ့နော်။ပတ်သက်ပြီးတန်းစီဒါမှမဟုတ်ဆက်ဆံခံရတဲ့ပုံပေါ့နော်။သူတို့ကခွဲခြားဘူးလို့ဆက်ဆံခံရတယ်စသဖြင့်ပေါ့။ဟုတ်ကဲ့နော်။အဲ့တော့ဒီကျွန်တော်တို့ထောင်ထဲမှာဒီအခန်းလူကြီးတန်းစီဆိုတဲ့ကောင်လေးပေါ့ဗျာ။လောလောအပြင်အရသာနဲ့ပြောမယ်ဆိုရင်တန်းစီပေါ့။ကျွန်တော်ဒီဟိုကနေပြောမယ်ဆိုလို့အခန်းလူကြီးပေါ့။ဒီအခန်းလူကြီးလောက်တဲ့ကောင်လေးကထောင်ဝန်တန်း ထောင်မှုထောင်ပိုင်းထောင်ဝန်နဲ့ပေါင်းပြီးတော့ဗောဗျာဒီအကျဉ်းသားတွေကိုနှိပ်ကုပ်ဖို့တည်တထားတယ်ပြဿနာဖြစ်လာခဲ့လို့ရှိရင်ထောင်မှုထောင်ပိုင်းတွေကငါတို့နဲ့မဆိုင်ဘူးအဲဒါအကျဉ်းသားရှင်းရှင်းဖြစ်ကြတာပဲဆိုတဲ့ဟာမျိုးလေးသူတို့လောက်ကြတာရှိတယ်ရှေ့ဆိုဒီကျွန်တော်တို့ထောင်မှာကြတော့ကျွန်တော်ထောင်ထက်ကိုရောက်သွားတဲ့အချိန်မှာထောင်တွင်းမှာပါတဲ့ရောင်ကြီးဆိုင်ရလေဆိုပထမဦးဆုံးဆက်ဆက်ဦးချင်းရောက်သွားတဲ့အချိန်မှာဒီကျွန်တော်တို့လက်ရှိနေဒီကျွန်တော်ကမြောင်းမြတ်ထောင်မှာကြတာဒီမြောင်းမြတ်ထောင်မှာအဲ့ဒီမှာဒီထောင်ကနေဒီအရှုပ်သားတယောက်ပါလာတယ်အဲ့ဒီဒီအရှုပ်သား အရှုပ်သားကောင်းလေးပေါ့ဗျာ။ तू ကလက်ရှိနေပြီးတော့ဒီ90ညနေအခုထောင်ဆင်နေကြနေတယ်။သူ့နာမည်တော့ကျွန်တော်မပြောလို့တော့ဘူးသူ့ရဲ့လုံချုံရဲ့အရာ။ဆိုတော့အဲ့ဒီကောင်းလေးကဒီကျွန်တော်တို့ဒီထောင်ထဲမှာနေပြီးတော့ဒီထောင်ဆရင်သွင်းရတဲ့နေရာပေါ့ဗျာ။ဒီမှာဒီဒီလက်ရှိနေအကြောင်ပေါ့။အဲ့ဒီမှာအရှုပ်သားအကြတာတွေမှတ်တမ်းယူရတဲ့နေရာအဲ့ဒီနေရာတန်းစင်နေတဲ့အဲ့ဒီမှာလူတစ်ယောက်ကအာဘာလို့အဲ့ဒီမှာထောင်ဝန်နဲ့တယောက်ပေါ့ထောင်ဝန်နဲ့တယောက်ကရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီမှာနေပြီးတော့သူ့ကိုအဲ့ဒီမှာမင်းတို့ထက်မှအကြမ်းဖက်ထောက်ပတ်တဲ့ကောင်ပါလာပေါ့ အဲ့လိုမေးလိုက်တာမေးလိုက်တော့မေးလိုက်တဲ့ခါအဲ့ဒီကောင်လေးကနေပြီးတော့သူကပိုက်ဆံငွေ900ထောက်ပံ့ပေးပေးပြတာတယ်ဒီငွေ900နဲ့သူထောင်ကြလာတာဆိုတော့အာကျွန်တော်ပါပါဆိုအဲ့ဒါကျွန်တော်ပါပါဆိုအဲ့ဒီကောင်ထားပြီးတော့ရိုက်တယ်ပေါ့နော်ဆိုလိုတာကဒါမျိုးအဖြစ်ပြောကြောင်းကကြောင်းရတာပေါ့ကျွန်တော်ကျွန်တော်စိတ်ထဲမှာမခံနိုင်လို့ကျွန်တော်ကနေပြီးတော့ထားပြီးတော့ပြောတယ် ထိုက်ပြောတဲ့ရှင်မအဲ့ဒီမှာထောင်မူကြီးကြိုစရာဆိုတဲ့ကောင်ရောက်လာပြီးတော့အမင်းတို့ဘာဖြစ်နေကြလဲဘာညာဆိုတော့ကျွန်တော်ကလည်းဖြစ်တဲ့အကြောင်းပြောပြပြီးတော့ကျွန်တော်နဲ့ပြဿနာဖြစ်ကြတယ်ပေါ့ပြဿနာဖြစ်တာကဒီလိုပဲကျွန်တော်ကနေပြီးတော့ဒါကျွန်တော်အရှုပ်သားပဲရှိတဲ့ဒီအရှုပ်သားကိုဘာကြောင့်ရိုက်ရတာလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်သူ့ကိုပြန်ပြီးတော့ပြောပြတဲ့ခါမှာသူကနေပြီးတော့မင်းတို့ကဘာကောင်းလဲဘာညာဆိုပြီးတော့ကျွန်တော်ထိုးကြိုက်တယ်ပေါ့ဗျာအဲဒီအဲဒီဟာတပိုင်းပေါ့နော်အဲ့တော့ဆိုလိုတာကကျွန်တော်ဒီထောင်ထဲမှာနှင်းပနိုက်ဆက်မှုတွေလူခွင့်ရရှိုးပေါက်ခံရမှုတွေအဲ့တော့ဒါကျွန်တော်တို့ အများဆုံးဒါကျွန်တော်ဆိုကြောင်ခဲ့ရတယ်ကျွန်တော်ဆိုလို့ရှိရင်ဒါလေးဖြတ်တဲ့အနေထားဘဝအထိပေါ့နော်ဒီလေးဖြတ်သွားတဲ့အဆင့်ထိရောက်အောင်သူတို့နှိုက်ဆက်ညှိမှန်းခဲ့ကြတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဒီကနေ့ဒီကျွန်တော်တို့ဒီရင်ဆိုင်ခံရင်ဆိုင်အကျဉ်းထောင်တွေကဒီဒီကျွန်တော်တို့နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးဟာဆွေးမလျှော့ပဲနဲ့ဘာတွေဘာတွေကိုစိတ်ကျင်းထားလဲဆိုရင်အပြင်ကလူတွေဟာနိုင်ဖို့အတွက်စ조사နေကြသလိုအဲသူတို့နိုင်မှငါတို့လွတ်မယ်ဆိုတဲ့ဟာကိုကျွန်တော်ကောင်းကောင်းသိတယ် ဒါကြောင့်မလို့ဒီ main online ပေးတဲ့လုံငင်းတွေ main online ပေးတဲ့အမ်ဟိုဘယ်လိုခေါ်ဖို့လဲဟိုပြဟိုပြန်ဘောနော်ဒီ main online show ရက်တဲ့အဲ show ဒါတွေကိုကျွန်တော်တို့လုံးဝစိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားတာဒီကျွန်တော်တို့ဒီဒီအပြင်ကလူတွေလှုပ်ရှားနေတယ်နိုင်ဖို့အတွက်လှုပ်ရှားနေသလိုကျွန်တော်တို့ကလည်းအထက်ကနေပြီးတော့အားပေးနေတယ်ဆိုတဲ့အားလေးဒါကျွန်တော်ပြည်သူတို့ကိုကျွန်တော်တစင်ကျွန်တော်တို့ဒီလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေအားလုံးကိုကျွန်တော်ဒီဒီကနေ့ဒီနေ့ကနေပြီးတော့ကျွန်တော်ပြောကြလို့တယ်။အဲ့တော့ဒီတော့ဒီကျွန်တော်တို့အားလုံးကဘာဖြစ်နေရမလဲဆိုတဲ့ကဒီကျွန်တော်တို့ဒီအကျန်းဖက်စက်တက်မဲအောင်နိုင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်အကျဉ်းတောင်ထဲမှာဒီကနေ့ရှုံအောင်ခံထားရတဲ့လူတွေဟာဘုနာဒီအဲသူတို့ရဲ့ဒီလက်ရှိနေပြီးလို့ခွင်ရှိုးပေါက်ခံထားရတဲ့ဒီအကျဉ်းသားအကျဉ်းသူတယောက်ရပိုင်ခွင့်အခွင့်အရေးတစ်ခုမှမရှိတော့ဘဲနဲ့အမ်ဘုနာမရှိတော့ဘဲနေရပေမဲ့လည်းပဲကျွန်တော်တို့အားလုံးဟာဇွေးမလျှော့ဘဲနဲ့အားမလျှော့ဘဲနဲ့ရေးရေးတိုက်ဘုနာဒီဟိုရေးရေးတောက်ပေါ့နော်ကျွန်တော်ဒီပြန်လေးရှေ့ ပြန်လေးပြီးအတင်းထားတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့ပြောကြရင်းနဲ့ပေါ့နော်ဒီနေ့မတရားမှုတွေကိုကျွန်တော်တို့နောက်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ select ဖော်ထုတ်သွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီ coaching channel YouTube channel လေးကို like subscribe လုပ်ပေးကြဖို့လည်းပဲကျွန်တော်အနေနဲ့ဒီနေရာကနေမြစ်တက်ခံပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ရှင်